vi kete to shani Lunga tui amate nakate sani Bawaita bu shani Bama tui mama ne he shani na yami Rebyan kachi mjuta da osi Rebyan kachi mjuta da osi ချင်းချင်းရံပြတာဝမ်းချင်းတွေအရာရီတင်းအတော်နေတဲ့မြေချင်းအတူတူပေါင်းစည်းချဆိုရှာနေရှာဒီကပြည်သူများတွေကိုစံဒီတိုင်းရဲ့ရုံးတွေကများသူနေညီနောင်အိုင်းနာများအားလုံးကမ္ဘာကရောကကိုဗစ်19မှာကျေးဇူးကြပါစေ ေဝတော်ရှင်သောလူမှုဘဝများကိုလည်းတိဆောက်နိုင်ကြပါလေလို့ဥသောပထမသုတောင်းမေတ္တာပို့တာပါလေကျွန်တော်ကတော့ဇန်နီတိုင်လန်ပြည်နေရပါဒီဘိုးကောင်ဒီထွေထွေအတွင်းမူဥဆိုင်နိုင်ငံကျော်ဖြစ်ပါလေမိဘပြည်သူပေါင်းတို့ကကျွန်တော်တို့ဇန်နီတိုင်လန်နဲ့မြောက်ပိုင်းရှမ်းမျိုးတွေကဝေပေါင်းတို့ဟာလုံးရဲ့ စ်ပေါင်းများစွာကလေးကမြန်မာနိုင်ငံအတွင်းဝေရောက်ထင်ရှားနေထိုင်ခဲ့ကြပြီးဖြစ်ပါတယ်။ဒီလိုထင်ရှားနေထိုင်ရမှာကျွန်တော်တို့ဘိုးဘေးလူငယ်တွေဟာနေသစ်ပယ်သစ်ရှောက်ဝေးတွေ့ရှိပြီးခုတ်ထွေရှင်းနေမှာဓမ္မဥကျအထင်ရှားနေထိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဘာသာစကားစာပေရင်းကျေးမှုဒလိကုံနယ်လေးအုတ်ချုံမှုတပ်ပညာတွေလည်းအဲ့ဒီကလေးကအစင်းကြီး ုံးကားနေခဲ့ပြီးဖြစ်ပါလေကျွန်တော်တို့ရှမ်းပြည်တိုင်းလည်းနဲ့မြောက်ပိုင်းစံမျိုးတွေပြားချင်းချမြတိုင်းလေးရှိတဲ့ဒေသတွေကတော့ဇိုင်းတိုင်းမြောက်ပိုင်းမှာကလေးတမူမော်လိုက်ပေါင်းပြီးဟုံးလီခံဒီနိုင်ယုံအသာထိချိုက်ပင်တော်ဝန်းတော်ပေါ်လင်းပြလဲမှုအမောက်ကိုဖြစ်ကြပြီးအချင်းကြီးတွေမှာမိုးကြီးမိုးကောင်းဖာကဝိုင်းတော်ဒီကြီးနာတနိုင်း ဘမောရွှေကူမိုးမောက်မန်စီယိုဖြစ်ကစက်ပြည်မြောက်ပိုင်းမှာမိုးမိတ်မပိတ်ဒီသားများဖြစ်ကြပါလေ။နေကျက်စံကြီးခင်မှာကျွန်တော်တို့စံကြီးတွေဟာဝန်တို့ဆိုတော့ဥအောင်များပူဆောင်ပြီးနေကျက်အင်္ဂလိပ်တွေကိုကုကံတိုက်ခိုက်ခဲ့ကြတဲ့တိုက်ခိုက်ခဲ့ကြပါလေ။နေကျက်ဒေါ်လာကြီးနဲ့ သာရလေးဒီတိုင်းဖြစ်ကြတာဖြစ်ပါလေမိဘဒီလိုပေါင်းလို့ညာခုကျွန်တော်တို့ရှမ်းပြည်လူမျိုးများပြည်တော်မှုပေါ်မှာသစ္စာဆောင်ပြီးတောင်းဝန်ကျေကွန်ခဲ့ပေမဲ့အခြားလူတွေတိုင်းသားများကဲ့သို့နိုင်ငံရေးအဖွဲ့အစည်းဓာတ်လူညီများမှုမရရှိခဲ့ပြီးပါဘူးဒါကြောင့်တိုင်းသားများလေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ကိုလူမျိုးအမြင်မှန်ကို ို့ပါတီကစွန့်စွန့်တမန်ပြူပန်းအထုပ်တော်မှာဖြစ်ပါလေနိုင်ငံတော်ကိုတင်ပြတရားဝင်တင်ပြအောင်ခံဘောနိုင်လို့ပဲလိုအပ်ပါလေဒါကြောင့်မို့ကျွန်တော်တို့လည်းဦးပေါင်းကြပါအားပေးကြပါထောက်ခံကြပါလို့လို့ဆိုတိုက်တော်အပ်ပါလေကျွန်တော်တို့ပါတီရဲ့ဘူဝါရရှင်းလုံးမင်းများနဲ့ပတ်သက်ပြီးပါတီမတာဝန်ပေးချက်ရပါတီရဲ့နောက်ခံသမိုင်းဘူဝါရများနဲ့ ရှိစက်ဆောင်ရွက်မဲ့လုပ်ငန်းရှင်များကိုမိဘပြည်သူများအသိပေးတင်ပြသွားမှာဖြစ်ပါတယ်။မိဘပြည်သူများခင်ဗျာ။တမိုင်းရအစုစည်းတဲ့ရှိနေတဲ့ကျွန်တော်တို့စံနေလူမျိုးများဒီတိုင်းရဒေသကုန်းက1948ခုနှစ်ပါလီမန်လွတ်တော်ရဲ့စံချက်အရအချင်းပြည်နယ်ရဲ့ဒိုင်းတိုင်းတွင်းကိုနေပြည်တော်ခွဲဝေတတ်မှတ်ခံခဲ့ရပါတယ်။ကျွန်တော်တို့နေထိုင်ရာဒေသဟာ ြစ်ဆက်ဆက်အစိုးရများရဲ့ဥချုပ်ရေးပုံမှန်များကြောင့်ရင်းမြစ်တစ်ဆက်ဆက်ပြီးရှိတော်လဲခွဲခြားဥချုပ်ခံရရပြီးတစုတစည်းတဲ့နေထိုင်ဝင်လူမျိုးစုများဥပေါင်းဆောင်ရွက်ခွင့်များပျောက်ဆုံးခဲ့ရပါတယ်။ဒါကြောင့်ဘဝအစဉ်တိုင်းနောက်ပိုင်းပေါ်ပေါ်ခဲ့တဲ့လက်လက်ကန်တိုက်ပွဲများနဲ့လက်မဆက်ွယ်ရေးတကယ်ကျန်းမာမှုကြောင့်နေမည်ကုနေကုဆက်ဆံမှုပြွားခဲ့ပြီးကျွန်တော်တို့ရဲ့စံမီနဲ့ ်မြောက်ပိုင်းရှမ်းမြို့နယ်သူများတွေတိုင်းရာဖွင့်ရေးနိုင်ငံရေးအခွင့်အလမ်းကိုလူမျိုးအတွက်ကိုကြမှာပူပန်နိုင်မှုခွင့်အရေးများဆုံးရှုံးခဲ့ရပါတယ်အကျိုးသက်ကတော့နိုင်ငံရေးလူမှုရေးပညာရေးကျန်းမာရေးဓမ္မစွာရေးစီးပွားရေးသူတို့နဲ့နေမီဒေတာပြည်ရေးပြည်ချင်းတိုင်းရာအခွင့်အရေးစရှိတဲ့ဘောင်းတော်မှာ ြနောက်ကြချွတ်ချုံကြခဲ့ရတယ်လို့ဆိုကြပါလေ။ငယ်မြေလာချင်းကြီးပြည်ရင်မှုနဲ့နိုင်ငံရေးစနစ်များအောက်မှာမဖွင့်ရုံကြောက်ရွံ့မှုမလုံးယုံမှုစည်ရဲမှုဒီပညာအားလည်းမှုကျမ်းမာရေးချို့တဲ့လူများနဲ့ကျွန်တော်တို့ရန်နေလူများဒေသခံပြည်သူလူထုများစနစ်တိုင်းရင်ဆိုင်နေကြရစေဖြစ်ပါလေအတော်ကြောက်ပြောရရင်အထက်ပါအခြေအနေအဖြစ်အပျက်များကိုကြောက်ခံပြီး ကျွန်တော်တို့နေထိုင်ရာဒေသကျွန်တော်တို့ရှမ်းပြည်မျိုးနွယ်စုများနဲ့ဒေသခံပြည်သူများအတွက်နောက်ကျမကြွေကြုံမခံစားရလေအောင်ဒီလိုအဆိုးတံတရာဖြစ်စဉ်မှလွမြောက်အောင်ကျွန်တော်တို့ရဲ့ SSP ပါတီဖြစ်ပေါ်လာခဲ့တာဖြစ်ပါကြောင်းမိဘပြည်သူများကိုဒေသတော်တင်ပြရပါမယ်မိဘပြည်သူများကဆက်လက်ပြီးတော့ကျွန်တော်တို့ SSP ပါတီရဲ့ရည်ရွယ်ချက် ဘူဝါရမင်းရဲ့ရှင်းလုံငန်းတွေများကိုအချင်းဆုံးပြပြပေါ်မှာဖြစ်ပါလေဒီဝေတ္တရတော့ကာဒီနိုင်ငံသားအလုံးရဲ့ခြေခံမှုဖွင့်ရင်းများကိုအမခံနိုင်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးဖက်ဒရယ်ပြောင်းမှုစနစ်ပြည်ဆောက်တယ်နိုင်ငံတော်ကြီးရဲ့ဖွံ့ဖြိုးတိုးတက်ရေးပြည်ညင်ရေးအတွက်ပါဝင်ဆောင်ရွက်ဒါကဒေသခံနိုင်ငံသား ရှင်သွဲနေထိုင်၍ဒေသညာဒေသရဲ့အကျိုးစုပေါင်းများကိုဥပောင်းဆောင်ရည်ပြီးမိမိတို့ရဲ့လူသားညီမျှများများကိုပေါ်ထုတ်ဆောင်ရည်ဂါဒီကြောက်ွယ်နေပြီဖြစ်တဲ့တိုင်းသားတို့ရဲ့အမျိုးသားရေးလက္ခဏာပြန်လည်ပေါ်ဆောင်နိုင်ရင်းနဲ့တမိုင်းအမွေနဲ့စာပေရင်းချင်းမှုဒလိထုံလန်းများထိမ့်သိမ်းဆောင်ရှောက်ရတာငါအမိနာမနဲ့နေရာဒေသကွဲပြားနေတဲ့မိမိတို့ရဲ့အမျိုးသားများအားလုံး ပြန်လဲစုစည်းပြီးအမျိုးသားစစ်တုံးညီညွတ်ရေးအားပြောင်းလဲစတော့ပြောင်းလဲနေတော့မြန်မာနိုင်ငံရေးအခြေအနေပေါ်မူတည်၍ရှမ်းပြည်နဲ့မြောက်ပိုင်းရှမ်းပြည်တို့လူများ၏အမျိုးသားအကျိုးစီးပွားပေါ်ဆောင်ရယူစတဲ့မငြိမ်းချမ်းမှုမတည်ငြိမ်မှုကြောင့်ဖြစ်ပေါ်လာသောမတရားဖြစ်နေမှုစကြေးကောက်ခံမှုလူသူစုဆောင်မှုအဓမ္မညပန်းနေဆက်ပညာအားနိုင်ငံရေး လမ်းဖြင့်ကာကွယ်စောင့်ရှောက်တယ်။ပါတီဘွာရသဘောတရားများကတိဒီမိုကရေစီနိဒာယဖက်ဒရယ်ပြည်ထောင်စုတောင်းနိုင်မှလာတည်ငြိမ်အေးချမ်း၍ဖွံ့ဖြိုးတိုးတက်သောတရားမျှတမှုနှင့်တန်းတူညီမျှသောနိုင်ငံတော်ဖြစ်ပေါ်မည်ဟုယုံကြည်၏။ကာကွယ်မိမိတို့နေထိုင်ရာဒေသလိုက်တော်၎င်းနိုင်ငံတော်တော်အားလုံး၌တော်၎င်းတည်ငြိမ်အေးချမ်းမှု တရားဥပဒေစုံမှုအပြည့်အဝရရှိနိုင်ရန်ရည်ရွယ်သည်။ဒါကေနိုင်ငံတော်လိုက်တော်တော်ဒေသအလိုက်တော်တော်တိုင်းငံများအချင်းချင်းအကြံတော်အမှုရှင်တွဲနေတိုင်းပြီးတူးနဲ့တူယုံကြည်မှုတန်းလူညီများမှုတရားမျှတမှုများအားလက်ခံထား၍ဒေသအကျိုးစီးပွားနိုင်ငံတော်အကျိုးစီးပွားများအားပေါ်ဆောင်နိုင်ရန်ရည်မှန်းသည်။ဒါကြီးတိုင်းငံအရေးကိစ္စအား စစ်မှန်သောစေတနာဖြင့်အမှန်တကယ်ဥဆောင်ဆောင်ရွက်ပြီးပါတီဖြစ်ပေါ်လာ၏တိုင်းရာလူလဲလူရွယ်လူများမပြောက်ပြက်အောင်ဒိန်းဒိန်းစောင့်ရှောက်ရန်ပါတီဤအဓိကဝါရဖြစ်တမတ်ပြီးငါမိမိတို့ရှမ်းနေရင်ရှမ်းမျိုးနယ်သူများအကျိုးစီးပွားအတွက်တိုင်းရာပါတီဖွဲ့စည်းများဒေသအလိုက်ပြည်ရှိနေသောလူမျိုးရေးဖွဲ့စည်းများ တိုင်းရင်းသားသဘေယင်းကျင်းမှုဖွဲ့စည်းများနဲ့လက်တွဲဆောင်ရွက်ပြီးစလုံးညီညွတ်ပါတီဖွဲ့စည်းလူပုဂ္ဂိုလ်မှဖွဲ့ကြပဲပါတီလူဝါဒသဘောတရားများနဲ့အညီတိုင်းရင်းသားရေးဒေသရေးနိုင်ငံရေးကိစ္စများအားဘူပေါင်းဆောင်ရွက်ပြီးစလေရှမ်းပြည်နယ်ရောက်ပိုင်းဆန်းကျွန်းလွယ်လူများ၏အရေးကိစ္စများအားဥပပေါင်းပေါင်းဝင်ဆောင်ရွက်ရန်ဆန္ဒရှိသည့် ဒီဒီပုဂ္ဂိုလ်ဆိုလူမျိုးဘာသာမျိုးတွေပါဒီမပါဒီဝင်ဖြစ်လက်ခံပြီးဇာခွဲနိုင်ငံရေးမှာမိတ်ဝါရကိုလက်ခံကျင့်သုံးပြီးမိဘဒီလူများကကျွန်တော်တို့စံဒီတိုင်းရတဲ့မြောက်ပိုင်းစံမျိုးတွေလူများဒီတိုင်းနဲ့ဒေသများဟာကြီးရင်ကြီးရမှုရှိပဲစနစ်တကျတဲ့နက်ကန်အကွယ်များစဲနိုင်ရလားမိဘဒီလူများလည်းတည်ပြီး ဖြစ်ပါတယ်ဒီလိုကာလဒီလိုချိန်တွေမှာကျွန်တော်တို့လူမျိုးစုများဒေသခံလူမျိုးများအတွက်လွတ်လပ်ခြင်းတရားမျှတခြင်းတန်းလူညီမျှခြင်းဆိုတဲ့ခွင့်အရေးများကိုမမျှော်လင့်နိုင်တဲ့အပြင်ဒေသအကျိုးစီးပွားနိုင်ငံအကျိုးစီးပွားလို့ဆိုရမှာဖြစ်တဲ့စီးပွားရေးလုပ်ငန်းဥတန်းရောင်းဝယ်ရေးလေယာဆိုင်ပြုရေးတန်သာတာဥပေါ်ထုတ်လုပ်ရေးနေစားကုန်သွယ်ရေးခီးသွွားလုပ်ငန်း စရှိတဲ့ဘုံဘုတ်တဲ့ရေလုံးမှများဆောင်ရွက်ဖို့အခွင့်အလမ်းလဲပါနေတာလည်းနားလည်နိုင်မှာဖြစ်ပါတယ်။ဒါပြင်ခြေကံဆောင်အုံတွေဖြစ်တဲ့လမ်းပန်းဆက်သွယ်ရေးအကြောင်းစေယုံစေပေကံဒီဆောင်ရေးလက်စမီရရှိရေးစုံလုံးငန်းများတည်ဆောင်ရေးအစရှိတဲ့လုံငန်းများကိုတည်ထောင်ဆောက်လုပ်နိုင်မှာမဟုတ်ပါဘူး။ဒါတွေကိုကောင်းတဲ့ပုံရံမှုဆိုရင်ပထမဥသောလူအပ်တာကလေမီဒေတာ ကြည်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 လက်နဲ့ကံတိုက်ပွဲများရစေတနည်းပြောရရင်ငြိမ်းချမ်းရေးဟာကျွန်တော်တို့အတွက်အဓိကအရေးအကြီးဆုံးဦးစားပေးရမယ့်လုပ်ငန်းဖြစ်တယ်လို့ကျွန်တော်တို့ပါတီကခံယူထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ SSB ပါတီအနေနဲ့မြို့သားနိုင်ငံရေးလုပ်ငန်းတွေလည်းချက်မှတ်ပြီးစောင့်ဝဲနေပါတယ်။နံပါတ်၁လုပ်ငန်းတွေအနေနဲ့ရှမ်းပြည်ကုန်းများနဲ့အတူနေတိုင်းရင်းသားများ၏ ပြင်းဘဝတိုးတက်မြင့်မားရေးအတွက်လည်းကောင်းဒေသခွင့်ပြုတိုးတက်ရေးအတွက်လည်းကောင်းရင်းကြရေးဒီမဖြစ်မနေလိုအပ်သောယရနာတစ်ပါးဖြစ်ပါလေဒါကြောင့်အင်ဂျင်ရေးဒီဆောင်နိုင်ရေးအတွက် SSB ပါတီကတတ်တာပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါလေနမတ်ညလုံအပ်နေနေတဲ့အပြစ်ကရစင်းကြီးမှဒီနိုင်ငံရေးဆွေးနွေးပွဲစပွဲဝိုင်းစီတို့နိုင်ငံရေးရှင်ကြီးမှုအစ်စ်မြင့်မြင့်ဆွေးနွေးနိုင်ကြရေးကို ပေါင်းပါဝင်ဆောင်ရွက်ပြီးမြို့သားနိုင်ငံရေးလုပ်ငန်းတွေကိုပေါ်ဆောင်ဖို့ရန်ဖြစ်ပါတယ်။နံပါတ်၃လုပ်ငန်းတွေအနေနဲ့ရှမ်းပြည်လူမျိုးများရဲ့အတူနေတိုင်းရင်းများရဲ့ဒေသတွင်းလက်ပတ်ဆက်သွယ်ရေးပေါ်တဲ့နဲ့ကြီးသွားလုပ်ငန်းပုံမျိုးတို့တဲ့ရေးတက်တော်နဲ့သဘာဝအရေးမြင့်ထိမ့်သိမ့်တို့တဲ့စီရေးဝင်းပြီးပြီးပုံတွေရေးစိုက်ပျိုးရေးစားရဲစွာရေးပုံမျိုးတို့တဲ့ရေးပညာရေးကျန်းမာရေးအစရှိတဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေများအမျိုးသားအကျိုးစီးပွားလုပ်ငန်းတွေများအဖြစ်ပေါ်ဆောင်သွားမှာဖြစ်ပါတယ်။နံပါတ်၄လုပ်ငန်းတွေအနေနဲ့ Federal Democracy ပြောင်းလဲတည်ဆောက်ရေးအခြေခံခိုင်မာပြီးပြည်သူလူထုတရားလုံးကိုအကျိုးဖြစ်ထွန်းစေတဲ့အခြေခံဥပဒေပြဘောပေါလာရေးတိုင်ရှင်းကောင်းမွန်သောအစိုးရတရားပေါ်ပေါလာရင်ပြည်သူကဒေသတံမှုထားတဲ့တရားစီရင်မှုများပြုထုံးလာစေရင်အဆရှိတဲ့ ီလောက်ခုစဉ်လုပ်ငန်းတွေများကိုအခြားနိုင်ငံရေးတင်အားလူများနဲ့အတူအကောင့်တွေပေါ်ဆောင်ရဖြစ်ပါတယ်ကျွန်တော်တင်ပြခဲ့တဲ့ပုံပြပါလုပ်ငန်းတွေ၄ရပ်ကိုရှမ်းတွေမျိုးနယ်မျိုးနယ်လူများနဲ့အတူနေတိုင်းရင်းသားမျိုးနယ်လူများအနေနဲ့ပကတိရှိနေတဲ့နေပြည်တော်အခြေအနေနိုင်ငံရေးအခြေအနေများအောက်မှာမြို့နယ်အခုကျရဲ့တိုးတက်မှုတို့ရေဒေသအခုလုံးဖွံ့ဖြိုးတိုးတက်ရေး ပြည်တော်စုကိုအလုံးပြုလုပ်တဲ့အတွက်မိဘပြည်သူများကကျွန်တော်တို့ရှမ်းနေတိုင်းရန်ပြည်စည်းညွှန်ရေးပါတီ SSP ကိုပြည်သူကိုယ်စားများအဖြစ်ဝေချဲတင်ပြောက်ပေးမယ်ဆိုရင်ကိုယ်စားပြန်စွာရှိသည်များအကောင်းဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ပေါ်ပါမယ်ဆိုတာဂရုပြုရင်းဒီကုန်းကြောက်ပါဘူးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်